ျွန်တော်တောင်းဝင်မှာမျိုးစိမသတင်းဌာနပါအော်တိုဘားလ26ရက်နေ့မနက်7:00နာရီကဒီရောင်ရွှေမြို့နယ်မှာရှိတဲ့ဒီရှည်တန်းတနင်္လာပေါ့လေစစ်ကောင်စီနဲ့ဒီပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေနဲ့ဒီမျက်နှာချင်းဆိုင်အနေထားမျိုးမှာရောင်းနေတဲ့အနေထားမျိုးမှာဒီစစ်ကောင်စီရဲ့ drone ပြန်တန်းလာတယ်ပေါ့လေ drone ပြန်တန်းလာတဲ့ drone ဘုံကြီးကဒီလေပိုင်းတိုင်းအထူးစစ်စင်ရေးအဖွဲ့ပေါ့လေ CRDF ကအာရဲဘော်၃ဦးကတော့ထိခိုက်ဒဏ်ရာရပါတယ်။အဲ၃ဦးထိခိုက်ဒဏ်ရာရတဲ့အနက်မှာဒီ drop ဘုံဒီကြောင့်အာ ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်အမျိုးသားတအူးကတော့အသက်ဆုံးရှုံးသွားခဲ့တယ်။အမျိုးသားတအူးကတော့ဒီယောက်ျားလေးကြားအင်ကာကိုထိခိုက်ဒဏ်ရာရရှိသွားတယ်။လောလောဆယ်တော့မစိုးရိမ်ရဘူးလို့သိရတယ်ဗောလေ။နောက်တအူးကတော့လက်ကိုထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရတယ်။အဲ့တော့ ီချဲန်းတနင်္လာမှာဒီစစ်ကောင်စီရဲ့ဒီ drop ဘုံဒီလာကျဲတဲ့ drone ကိုဒီပြည်သူ့ကာကွယ်တပ်ဖွဲ့ဒီအလဲပိုင်းတိုင်းအထူးစစ်စင်ရေးအဖွဲ့ CRPF ကနေပြီးတော့ပစ်ချပြီးတော့တင်စီရမိတယ်လို့သိရတယ်။လက်ရှိမှာမြင်နေရတဲ့အတိုင်းပဲ။အာတော်လိုင်းမှာအသက်ပေးလူသွားတဲ့ဒီပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေအတွက်သူပြင်ဆင်နေကြတာဖြစ်ပါတယ်။ကျွန်တော်ရကဘာလို့ဖြစ်ထွားလဲ စစ်ကောင်တွေရဲ့ဒီ drop ဘုံကြောင့်ဒီ new the line မှာတက်ပြီးသွားတဲ့ရဲဘော်ပေါ့လေရဲဘော်တော့ဒီတရင်တပ်ဖွဲ့ကနေပြီးတော့သူတို့နိုင်ခန်းနာပြင်ဆင်ပေးထားတယ်ပေါ့လေဒီနိုင်ခန်းနာပြင်ဆင်ပေးထားတဲ့နေရာမှာဒီတရင်တပ်ဖွဲ့ကရဲဘော်တွေကသူတို့ညီကိုမောင်နှမဆိုလည်းဟုတ်တယ်ဒီသားစုတွေဟုတ်တယ်ဒီထွေးမှုတွေအများဆုံးပေးတဲ့ဟာကိုကျွန်တော်တို့မြင်ရတယ်ပေါ့လက်ရှိမှာဆိုလည်းသူ့ဘေးနားမှာနေပြီးတော့ဘန်းဆိုတဲ့ ချင်းတွေဆိုတာရှိတယ်။သူနဲ့အရင်းအီးဆုံးပေါင်းခဲ့တဲ့တငယ်ချင်းတွေကသူ့ရဲ့ဒီရုပ်ကလပ်အလောင်းကိုပြင်ဆင်ထားတဲ့အနားမှာနေပြီးတော့အတူတူဘေးနားမှာရှိနေသေးတယ်ပေါ့လေ။အာဒါမြို့တလိုင်းမှာဇင်းတရားတယောက်ဖြစ်ပေမဲ့ညီကိုတွေဖြစ်တယ်။ဒီသားစုတွေဖြစ်တယ်ဆိုတော့ကျွန်တော်တို့မြင်တွေ့နေရပါတယ် ကိုပိုင်မတ် P3918 232ရဲဘော်အာခွေခအောင်မြတ်သူတင်းဤဆုလို့အနေနဲ့ခံမှုဟာဂုံယူစွာဖြင့်အမြဲအောင်မိတ်သတိရနိုင်ပြီဖြစ်သည်မိမိတို့တဖွဲ့မှမိသားစုဝင်တူဆုံချုံသွားရခြင်းကြောင့်အထူးဝမ်းနဲ့ကြေကွဲရပါသည်ခုချိန်မှာဆော်ရီတင်းအားလေဘန်းနဲ့အထူးစင်စစ်တပ်ဖွဲ့တရင်အမှတ် P3918 မှလွတ်လပ်စွာအနာယူခွင့်ပြုလိုက်သည်ရဲဘော်အာခွေကောင်းရသူကလေးလာပါသည် 레프콘 탑! 지도! 레마자 브로디! 예! 여자 브로디! 예! 내! 자! ်လူ့ဘောမီဒီယာရဲ့ဆက်လက်ရပ်တည်ခံမှုပြည်သက်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြန်မာ TV YouTube Channel မှာ Member ဝင်ခြင်းကိုဦးနှိုက်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။